အကိုကြီးအဖရတဲ့သူကပဲဖခင်နေရာကနေတာဝန်ယူပါတယ်ဟိုမိဘတွေပြန်မေးဖို့အချိန်မရတာမို့လို့မဖြစ်နိုင်တာမို့လို့ညီတော်မောင်လာရင်တင်ငန်းဝယ်ပေးလိုက်ကြဟောပညာရှိကကြိုတွေးထားတယ်ပြန်ရှိပါလို့ထားတယ်ကြိုတွေးထားတော့သူအတွေ့အတိုင်းကြိုတင်ပြီးတော့စီစဉ်မှုတွေလုပ်ထားတယ်အဲ့ဒီသူတွေးတဲ့အတိုင်းပဲရှင်သာရိပုတ္တရာရဲ့မေတော်ကြီး နော်မာရဏီပုံလေးမကြီးကလည်းဘယ်ပေါ့မလဲသူကလည်းဒီလောက်ပညာရှိတဲ့သားတွေမွေးထားတဲ့မိခင်ပဲသားသမီးကောင်းတယ်ဆိုတာမိဘကောင်းလို့သားသမီးတော်တာမိဘတော်လို့လက်ဦးစရာမြည်တိုက်စွာသာ ပုပ္ပံစရိယမိနဲ့ဖအဲ့တော့သားသမီးကိုအပြစ်တင်ခြင်းရင်မိဘအရင်ကြည့်နော်သဘောပါသလားကြီးကဲကောင်းပြီအဲ့တော့ဘုံနေမကြီးကစဉ်းစားတယ် ငါသားအကြီးဆုံးကလည်းတဲ့ဥပဒိဋ္ဌကသူ့စည်းစိမ်နေအကုန်စွန့်ပြီးယဟန်ဝတ်သွားဒါတွေမကဘူးနောက်ကသူ့ညီတွေညီမတွေပါအကုန်ခေါ်သွားတာအိမ်မှာဘယ်သူမှမရှိတော့ဘူးတဲ့ခုအငယ်ဆုံးသားလေးဘယ်သူပဲကြံတယ်ရေဝတပဲကြံတယ်ရေဝတကလည်းခုနှစ်နှစ်ငယ်သေးတယ်ငယ်ပဲငယ်ညာတော့လဲသူ့ကိုဒီတိုင်းလွတ်ထလို့သူ့ကိုလာခေါ်သွားရင်ငါဒီစည်းစိမ်တွေဒီဥစ္စာတွေ ဆက်ခံမဲ့အမွေမရှိ ဖြစ်တော့မျိုးဆက်ပြတ်တော့ဘာပြတ်တော့ဟောဥဒုဇင်တွေကမျိုးပြတ်မှာကြောက်နဲဥဒုဇင်တွေကကဲမျိုးပြတ်ရင်ဘာဖြစ်မလဲမျိုးပြတ်ရင်ဒုက္ခတွေပြတ်တာဗောဒါခင်ဗျားတို့ကတရားပွဲတွေပြောတာဟုတ်ဗျာဟမ် ကိုမျိုးနွယ်လေးကိုတော့ဂုံယူခြင်းကြတဲ့လူတွေကြီးပဲကြီးပွားခြင်းကြတဲ့လူတွေကြီးပဲဟုတ်တယ်မလားအေးပညာရှိတွေကြဒီလိုမဟုတ်ဘူးပညာရှိ တွေးကြတော့မျိုးဆက်ပြတ်တယ်ဆိုတာဒုက္ခပြတ်တာမျိုးဆက်ဆက်နေတာဟာဒုက္ခဆက်နေတာ